အကောင်းဆုံးပေးဆက်ကစားဖို့အစဉ်သင့်ရှိနေတဲ့ကစားသမားနဲ့ပြတ်သားပြရတော့မယ့်လီဗာပူးအားလုံးပဲမင်္ဂလာပါစပော့ကဘာကနေပြန်လဲကြိုဆိုလိုက်ပါတယ်သမီးရာဒီမှာလီဗာပူးအချင်းရဲ့ကစားသမားတွေဖြစ်လာတော့မယ်။ဘိုးသမားမမဒက်စ်ဗီဒီကတော့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောဆိုလာခဲ့ပါတယ်။ကျွန်တော်ကလီဗာပူးအသင်းမှာနံပါတ်1ဘိုးသမားနေရာအတွက်ရွေးပြီးကစားသွားမှာပါ။အကောင်းဆုံးတိုက်ပွဲဝင်သွားရမှာပေါ့။ နော်အစွမ်းကုန်လေ့ကျင့်မှုတွေပြုလုပ်ထားပါတယ်။ထပ်ပြီးတော့လည်းအကောင်းဆုံးကြိုးစားမယ်။ဒါပေမဲ့အဓိကကသူတို့ဆုံးဖြတ်ရမှာပါ။ကျွန်တော်ဘက်ကတော့အကောင်းဆုံးကြိုးစားသွားမှာပါဆိုပြီးအားရပွဲထုတ်ဖော်ပြောဆိုထားပါတယ်။သူ့အနေနဲ့အသင်းရဲ့ရှင်ရင်းဆွဲဖြစ်တဲ့အလီဇန်နဲ့အပြိုင်ကြိုးစားသွားရဖို့ရှိနေပါတယ်။နောက်ထပ်ပြီးတော့လည်းလီဗာပူးအသင်းအနေနဲ့စာချုပ်တစ်ပေးရမှာပြတ်သားရတော့မယ့်အချိန်တစ်ခုကိုရောက်ရှိနေပါပြီ။အိုးဆောင်အနေနဲ့အတင်းကောင်းဆောင်ဖန်လိုက်ကိုစာချုပ်တစ်ပေးနိုင်မယ်လို့လီဗာပူးဘက်ကယုံကြည်နေပြီးတော့ဘာတွေဆက်ပြစ်လာအောင်မလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ PSG အသင်းကလည်း Van Dijk ကိုခေါ်ယူဖို့အတော်လေးစိတ်ဝင်စားနေတယ်လို့သိရပါတယ်ရှင်။နောက်ထပ်ပြီးတော့လည်း Mohamed Salah ပါ။ Mohamed နဲ့အသင်းကြားကတော့လောက်ခလာစာတွေစာချုပ်တန်တန်းတွေကညှိနှိုင်းရခက်ခဲနေတဲ့နေသားမှာရှိပြီးတော့အသက်30ကျော်ကစားသမားတွေအတွက်အသင်းရဲ့ဆက်ဆံပုံကမလိုလားအပ်တဲ့ပြဿနာလေးတွေရှိနေစေပါတယ်။ Mohamed ကတာမန်ကစားသမားတစ်ယောက်မဟုတ်ပါဘူး။အသင်းအတွက်အများကြီးပေးဆက်ထားတဲ့ကစားသမားတစ်ဦးပါ။ ကမှလည်းဒီလိုမျိုးအသင်းနဲ့အဆင်မပြေဖြစ်နေတဲ့မူဆာလာကိုစပိန်အင်အားကြီးကလပ်ဘာစီလိုနာအသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါဗျ။ဆာလာကိုဆော်ဒီမီကလည်းအသေးအတန်စိတ်ဝင်စားနေတယ်လို့သူလည်းဥရောပထိပ်သီးကလပ်ကစိတ်ဝင်စားလို့နေပြန်တာဖြစ်ပါဗျ။လီဗာပူးအနေနဲ့ဘလို့အဆုံးဖြတ်ချက်တွေချသွားအောင်မလဲဆိုတာကတော့စိတ်ဝင်စားဖွယ်ရဆက်လက်စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါဗျ။နောက်ထပ်တဦးကတော့ထရန့်အာနိုပါပဲ။ထရန့်ကဘလို့ကစားသမားလဲဆိုတာတော့အထူးအထူးပြောနေကြတာမလို့ပါဘူး။ လက်ရှိအနေအထားဆိုတာတဲ့တကယ်လို့ထရန့်ကိုသာလက်လွတ်လိုက်ရရင်သူ့နေရာမှာဘရက်ဒလီကိုအစားထုတ်ဖို့ဆိုတာကမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်လာမလားမျိုးကွန်းထုတ်เสียပါပဲအသင်းဘက်ကတော့စာချုပ်တက်ပေးနိုင်မယ်လို့ယုံကြည်ချက်တွေရှိနေကြောင်းသိရပါတယ်စာချုပ်တက်တန်းတွေကုံဆုံးမှုတိတ်မလို့တော့တဲ့အချိန်မှာလီဗာပူးအသင်းအနေနဲ့မှန်ကန်တိကျတဲ့ဆုံးဖြတ်ချက်တွေကိုပြုလုပ်ဖို့အရေးကြီးနေပါပြီဒီကစားသမားကြီး၃ဦးတည်းကမှဘသူ့ကိုလက်လွတ်မယ်ဘသူ့ကိုဆက်လက်ထိန်းသိမ်းထားမယ်ဆိုတာတွေကိုမှန်ကန်စွာနဲ့ဆုံးဖြတ်တင်နေတာပဲဖြစ်ပါတယ် နောက်ထပ်ပြီးတော့လည်းလီဗာပူးအနေနဲ့ဘုံမအသင်းရဲ့ဘဲအစွန်လိုမီလော့ခါကတ်စ်နဲ့အညီနိုင်မှုတွေစတင်နေပြီလို့သိရပါဗျ။အဲ့ဒီရွယ်ကြောင့်အကြပိုင်းကိုဥတီလာတဲ့ရောဘတ်ဆန်ရဲ့နေရာမှာအစားထိုးဖို့အတွက်လီဗာပူးအသင်းကခြေလှမ်းတွက်ပြလာနေတာဖြစ်ပြီးတော့မီလော့ခါကတ်စ်နဲ့ပတ်သက်ပြီးတော့တိုးတက်မှုလေးတွေနှောင့်နှေးနေသေးတယ်လို့လည်းသိရပါဗျရှင်။အဲ့ဒီအပြင်ဘုံမအသင်းရဲ့ခံစစ်မှုတစ်ဦးဖြစ်တဲ့စပိန်သားလေးတီယန်ဝိုင်ဇန်ကို အသင်းကအမှန်တကယ်စိတ်ဝင်စားနေတာဖြစ်ပြီးတော့တရားဝင်ခေါ်ယူမှုဖြစ်လို့မလားမလုပ်ဘူးလားဆိုတာကိုတော့ဗြိတိန်သတင်းတောက်တွေကဖော်ပြဖို့ခက်ခဲတဲ့အနေအထားမှာရှိနေတယ်လို့သိရပါတယ်။နှစင်မှုကိုနာတေးဟာလက်ရွေးစင်အသင်းမှာတရားရသွားတယ်လို့ပြင်သစ်ဘောလုံးအဖွဲ့ကဆိုထားပြီးပြင်သစ်တီရင်သတင်းတွေကတော့အီဘူးကတရားမရဘူးလို့ဖော်ပြသွားပါတယ်။အဲ့ဒါမှလည်းစာချုပ်တဲ့သဘောတူညီမှုမရရှိသေးတဲ့အီဘူးကို ခေါ်ယူဖို့အတွက် ရီယယ်မက်ဒရစ်ကစိတ်ဝင်စားနေပြီးတော့ကစားသမားရဲ့စာချုပ်မှာယူရိုတန်း60နဲ့အသင်းပြောင်းခွင့်ပါရှိနေကြောင်းဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။